ဲကနာရထဲကနှစ်ပေါင်းထောင်ချီတက်တန်ရှိတဲ့ရေခဲတိုက်ကြီးတွေတဲကနာရမှာရေခဲရဖို့အတွက် လူငယ်တွေနှစ်ပေါင်းထောင်ချီကလေးကရှင်ဟောင်းအာရက်လူမျိုးတွေကပြစ်လုခဲ့ကြတယ်ဆိုရင်အံ့ဩသွားမလားပူပြင်းလို့နဲ့တဲကနာရထဲမှာရေခဲတွေဘလို့ရနိုင်မလဲအဖြစ်ကတော့ရှေးခေတ်လူသားတွေရဲ့အံ့ဖွယ်ဉာဏ်ပညာတစ်ခုဖြစ်တဲ့ right time ပါရှန်ဘာသာနဲ့ရေခဲတွင်လို့အဓိပ္ပာယ်ရတဲ့တဲကနာရနဲ့ပူပြင်းတဲ့ယာတိဥတုရှိရာဒေသတွေမှာ ကမ္ဘာဝနီလန်နဲ့ရေခဲထုတ်လုပ်ပြီးတော့တူလောင်မှုတိဆောက်ထားတဲ့ရှီဟောင်းအဆအုပ်တစ်မျိုးပါအမိုးကုန်တိုင်ကြီးတွေကိုအသုံးပြုပြီးညဘက်အေးအေးတက်လေးအေးအေးစနစ်နဲ့သဘာဝပစ္စည်းတွေကိုအသုံးပြုပြီးရေခဲထုတ်လုပ်ခဲ့ကြတာပါ ပူပင်ချောက်တွေ့တဲ့ RS-4 ဘာရီပြည်တော်စု UAE နဲ့ Iran ကဲ့သို့သောတဲကနာယဒေတာတွေမှာရေခဲထုတ်လောက်တာကိုရှေ့ခေတ်ကတည်းကလုဆောင်ခဲ့တာကိုတွေ့ရပါတယ်။ဒီနည်းပညာကို Rachel လို့ခေါ်ပြီးတော့ပါရှန်း Iran ရင်ကျေးမှုကစတင်ကနှစ်ပေါင်း2400ကျော်ကတည်းကအသုံးပြုခဲ့ကြပါတယ်။ Rachel ရေခဲထင်းသိမ်းရာအမိုးခုံတိုက် ူရဲ့ပုံစံဟာပြောင်းအောင်တဲ့အမိုးကုန်းတိုက်ကြီးဖြစ်ပြီးတော့အမြင့်15မီတာရှိကာအောက်ခြေမှာတော့မြေအောက်လှိုင်ကောင်းပါဝင်ပါတယ်။ဒီအဆောက်အဦကိုရှေဟောင်းရှင်တဲကျအုပ်ကသုံးမွေနဲ့ရေကုန်ခန္ဓာရင်ရှိစေတဲ့ရှေခိကွန်ကွင်းတို့နဲ့တိဆောက်ထားကြတာပါ။ဒီအဆောက်အဦတွေကရေခဲရအောင်ဘလို့အလုံးလုံးလဲ။ ညဘက်တွင်မှာတဲကနာရရဲ့အေးအေးတက်ကိုအသုံးပြုကရေကူခိတခဏအဲခဲစီပြီးတော့ပါလွားတဲ့ရေခဲပြင်အဖြစ်ဖန်တီးပေးတယ်။နေဘက်တွင်မှာတော့ရက်ချာရဲ့အမှုကုန်နဲ့ထူထဲတဲ့နေရံတွေကနေရဲ့အပူကိုကာကွယ်ပေးပြီးတော့အတွင်းပိုင်းကိုအေးမြစီဖို့အလုပ်လုပ်ပါတယ်။လေဝင်လင်းထွက်အနေနဲ့တိုက်ရဲအောက်ခြေမှာရှိတဲ့လူရင်ပေါက်တွေနဲ့လေမုန်တိုင်းတိုင်တို့ကတဘာဝလေးအေးပေးစနစ်အဖြစ်ပြုလုပ်ပေးပါတယ်။ ဒါအပြင်ညဘက်အပူချိန်ကျဆင်းမှုကိုအတုံးချကြပါရယ်။ဒဲကနာယဒေသတွေမှာညဘက်အပူချိန်ဟာ0ဒီဂရီဆဲစီယံအထိကျဆင်းတက်ပြီးတော့ရှီဟောင်းလူတွေဟာဒီအချက်ကိုအခွင့်ကောင်းယူကရေကိုအနှဲငယ်အေးခဲအောင်လူရေကိုအနှဲငယ်အေးခဲအောင်ပြုလုပ်ကရက်ချာအတွင်းသို့တင်ဆက်ခဲ့ကြပါရယ်။ရှီဟောင်းနီးပညာရဲ့အန်အော်ဘယ်အချက်တွေ ဒတ်တတူမပါဘဲနဲ့တဘာဝအေးအေးဘေးစနစ်နဲ့လျှက်စစ်မလို့ပဲရေခဲထုတ်လုံနိုင်ခဲ့တာရာချာတခုဟာရာစုနှစ်များစွာတည်ရှိနိုင်ပြီးတော့အီရန်မှာယနေ့တိုင်အထုသောရာချာရီဟာအတုံးဝင်နေစေဖြစ်ပါတယ်တဘာဝပတ်ဝန်းကျင်နဲ့တဟဆာတာဖြစ်တဲ့ဒီဇိုင်းတွေခေတ်သစ်အပူလျှော့ချရေးနိပညာတွေအတွက် ရာချာရီဟာအရင်အမြင့်တစ်ခုဖြစ်ခဲ့ပါတယ် နှစ်ပေါင်း2400ကျော်ကလေးကလူသားရေစမ်းကျဲတဲ့တီထွင်မှုတစ်ခုအဖြစ်ပြီးယနေ့ခေတ် sustainable architecture အတွက်စံနမူနာယူစရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။